မင်္ဂလာပါရှင်စေရဲ့3လမှာ16ရဲ့3လတပတ်စာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဖော်ပြပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေများဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းမှာအဆင်ပြေခြင်းအယောင်ဝေကောင်းခြင်းမိမိရပြောဆိုတဲ့ကိစ္စရက်တွေဆိုရင်လုပ်ငန်းခွင်မှာတွေးကြည့်ခြင်းဒါလေးတွေ့ရတယ်။နောက်ယင်းဤမြုံတန်သောငွေကြီးများ အကျိုးမြတ်ရရှိစေခြင်းပြန်ပေါ်ခြင်းဆိုတဲ့အရာတွေတွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းများဝန်လာဝရှိနေပါတယ်။မိစေပေါင်းတဲ့နဲ့ပတ်သက်ရင်စိတ်တိုင်းမကြစေရတဲ့ပြောဟာဆိုဟာခက်ခဲတာတွေသူတို့အတွက်မိမိရဲ့စိတ်ပင်ပန်းနေရတာတွေဒီလိုလေးတော့ရှိပါတယ်။နောက်တစ်ခုကပညာရည်နဲ့ပတ်သက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စရည်တွေမှာ အခက်အခဲလေးတွေကြုံရတာမျိုး နောက်လောကကံရတာအဆင်မပြေဖြစ်တာမျိုး အားနည်းနေတာမျိုးဒီလိုလေးတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာ အာယုံနှောင့်စရာလေးတွေကြုံရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းစီက အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်တဲ့ဆက်ဆက်မှုလေးတွေလည်းဆွေမျိုးသားချင်းစီကနေပြီးတော့ လုပ်ငန်းအတွေ့အကြုံလေးတွေတက်လာတာမျိုးဒါမှမဟုတ်ရင်အကျဉာဏ်ကောင်းလေးတွေရရှိစေတာမျိုးဒါလေးလည်းတွေ့ရပါတယ်။ရဲအနေနဲ့လုံးဝလုံးဝမရှိပါဘူးရှင်။အခြေအနေပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာကျုံရတဲ့အခါမှာချစ်သူနဲ့လမ်းခွဲသွားတဲ့အဖြစ်ဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းဒါလေးတွေ့ရပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါ အထူးသဖြင့်ပုံပန်အားဖြင့်ကျမ်းမာရေးရာ နေရထိုင်ရတာအဆင်ပြေနေပေမဲ့အရေးကြီးတဲ့အခြေအနေကိုရောက်ပြီဆိုရင်ကျမ်းမာရေးညှက်တပါရင်အဲ့တော့ဖြစ်တတ်တဲ့ယောဂါဟာအစာအိမ်အောင်တာအစာအိမ်ဥရောင်တာအစာအိမ်နဲ့ပတ်သက်ပြီးတော့အချင်းပေါက်တာဒါလေးတွေကိုဂရုစိုက်ပါနော် အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်မိမိသည်အရှိမဘလူတွေပဲခက်ခဲပါစီဘလောက်ပဲကိုယ်တွေဒီစိတ်ရှုပ်ဆရာခေါင်းရှုပ်ဆရာတွေနဲ့ကြုံတွေ့နေရပါစီမိမိဖြစ်ခြင်းနဲ့အဲရည်ချက်ကလေးတွေမိမိဖြစ်ခြင်းနဲ့ဆန္ဒလေးတွေဟာဖြည်းဖြည်းချင်းအစီပြေသွားမဲ့နမိတ်ကလေးတွေကိုရရှိစီမှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်ချီထူးကံဆန်းခြင်းနဲ့ဆိုရင်တော့ ကိုးတလုံးထီတူကန်ဆန်းလို့ရပါတယ်။ဝင်ကြီးနဲ့ပတ်သက်ပြီးတော့ကုန်ကြစရာတွေအများများနေပြီ။ဒါ့ပေမဲ့မိမိကကုန်သိကုန်တိုက်တဲ့နေရာမျိုးတွေမှာငွေကုန်နေဆိုတဲ့အရာလေးတွေ့ရပါတယ်။အောင်နဲ့ပတ်သက်ပြီးတော့ပုံပန်းစရာချုံကိုပြီးကြည့်လိုက်တဲ့အခါမှာမိမိရဲ့နှုတ်ပိုင်းဆိုင်ရာကနေပြီးတော့ကောင်းသောစကားကိုပြောဆိုပါနောက်ချိုသာစွာ ပြောဆိုပါလူတိုင်းနဲ့အများနဲ့ဆက်ဆံပေါင်းသင့်တဲ့အခါမှာမိမိသည်အဲညှုပ်ချူခြင်း၊နှောင်ဆိတ်ရှည်ခြင်းဒီလိုလေးတွေနဲ့ပေါင်းသင့်ဆက်ဆံလိုက်တဲ့အခါမှာမိမိအနေနဲ့ကိုလိုအပ်ကြရတဲ့ကိစ္စရက်တွေဘယ်ကိစ္စကိုမစုံလွယ်ကူစင်ပြေချောမွေ့စေတဲ့အပြင်ကို့အတွက်အနာဂတ်မှာလည်းပဲဒီလိုအပ်ကြရတဲ့အရာလေးတွေမှာရက်ပိုင်းအတော်တွင်းထဲမှာထူးထူးခြားခြားလေးစိတ်ဆန္ဒတွေဖြစ်မြောက်သွားတာအောင်မြင်သွားတာဒီလိုလေးတွေ့ရပါတယ် ဒီတော့တနင်္ဂနွေသားတမိချစ်မိဆွေတို့ရဲ့ကံထောက်ခွင့်ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားတမိချစ်မိဆွေပြုလို့ဆောင်ရွက်ရမယ့်ရေရာကပုံမှန်အားဖြင့်ဆိုရင်အဲ့တော့ကိုကြိုက်တဲ့နေ့ကိုတည်တည်လို့လို့ရတယ်အဲ့တော့ကိုကအရေးကြီးပြီဆိုရင်အရေးကြီးသောရက်တွေဆိုရင်နေ့စဉ်နေ့တိုင်းမှာအသီးတစ်မျိုးမျိုးတစ်ပတ်ကံ အိန္ဒိယမှာလှူဒန်းသွားခြင်းဖြင့်မိမိခက်ခဲနေတဲ့ကိစ္စရဲ့ဘယ်ကိစ္စမဆိုရွယ်ကူမင်းကောင်းစွာဖြည့်ရှင်းနိုင်ပေအစီအပြေချုံးဝေစီမင်းလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆေးရဲ့၃လမှာ16ရဲ့၃လတပတ်စာတင်းင်းလာသားသမီးချင်းပြီးဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းပိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံတွေပွင့်ပြီလက်တွေပွင့်ပြီမျက်နှာတွေလည်းအရင်ပွင့်နေပြီ အလုမမိမိပြောဆိုတဲ့ကိစ္စရဲ့မှန်သမျှအစဉ်ပြေအောင်မြင်ဆုံးဝိစီမေ ရောင်ရီဝေရဖျားဖျားနဲ့ပတ်သက်ပြီးတော့ရောင်ပန်းဝေပန်းဒီပွလန်းစီပင်တပတ်တောင်လို့တွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မေဆွေအပေါင်းတိနေရဲ့ဦးကြီးမဆဆောက်ရှောက်ခြင်းဤရရှိစီမဲ့တပတ်တာပါဒါအပြင်ပညာရည်နဲ့ပတ်သက်တဲ့ကံအားဤအရန်ကောင်းနေပါတယ် ပညာရေးအထူးကောင်းမွန်တဲ့တပတ်တာလို့လည်းတွေ့ရပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ကြံစီထားတဲ့ကိစ္စရဲ့ကလေးတွေမှာအဆင်ပြေမေးအောင်မြင်စေမေးအခက်အခဲမရှိသေးတဲ့မိမိဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်ရမေးလို့တွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အကြီးကြီးတွေကကိုကြီးကောင်းပေးခြင်းနောက်ပြီးတော့ မိမိရဲ့အကြီးအကဲတွေကနေပြီးတော့မိမိရဲ့လုပ်ငန်းကင်ငယ်နဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းပေးခြင်းဒါတိတွေ့ရပါလိမ့်။ခြေပြူသားချင်းအတွေ့ပူပန်မှုလေးတွေတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါလိမ့်။ရန်အန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရှိနေပါလျက်နဲ့အခြားသူတွေရဲ့မိမိကိုချစ်ခင်ခြင်း အောင်လိုက်လံပြီးတော့ချင်းကက်ချင်းဒါလေးတွေ့ရပါတယ်။နောက်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အစည်းအဝေးတွေတူတံမှုနှုံးအရင်ထက်ပိုပြီးတော့မြန်ဆန်နေခြင်းကြောင့်အိမ်တော်ကြီးအီးချင်းတာယာမှုတွေတွေ့ရမှာပဲဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အချူချာမေတခုပြီးတခုကိုချူချာနေမေဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အထုကယူဆိုင်ပါ အနေအထိုင်းအစားအသောက်ကလေးတွေကိုတတိထားစီခြင်းပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီးဘာလေးပဲလုံးလုံးအမြဲတမ်းပြပြသလင်းလုပ်ကြရတာမျိုးနောက်ပြီးတော့အမြဲတမ်းကိုတီးတစ်ခုမဟုတ်တစ်ခုကိုအလုပ်တီးကိုဆက်နေတာမျိုးဒါလေးလည်းတွေ့ရပါတယ်။ဒါပြင်ကို့မှာတာဝန်ယူထားတဲ့အပိုင်းလေးတွေကိုကိုအပိတတ်အောင်ပုံမှန်အားဖြင့်လည်းတော့ရှော့ကိုစူးစမ်းပြီးလုပ်ကင်ပေးနေရတာဒီလည်းတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်ကံအားအလုံးကောင်းနေပါတယ်။ ထီထူးကန်ဆန်းမိဆိုရင်တော့တုံညတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ပွင့်လန်းရှင်လန်းမိတပတ်တာပါ။ဒီတော့ရဆရာရှိတဲ့ဝေးချင်းတွေလေရရှိပိုင်ဆိုင်စီတဲ့အပြင်မိမိအနေနဲ့အခြားသောဝင်ငွေတွေဝင်ငွေနှစ်လန်းဝင်လာတာမျိုးလေးလည်းတွေ့ရပါတယ်။ပူပန်ဆရာဘာမှမတွေ့ရဘဲနဲ့ မိမိဖြစ်ချင်တာတွေလုပ်ချင်တာတွေကြံစည်ထားတဲ့ကိစ္စလေးတွေအကောင့်ထဲအမြဲဆုံးပေါ်ပြီးတော့ဖြစ်ခွင့်ရမယ်အကျိုးမြတ်များစွာရရှိစေမယ်တပတ်တာလို့တွေ့ရပါတယ်ဒီတော့တနင်္လာသားသမီးချစ်မိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ရည်ရွယ်ကမိမိထဲနေကြတဲ့သူတွေကို မိမိရဲ့အဝိအစာပေးကမ်းစွန့်ကြေးခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆေးရဲ၃လမှ16ရဲ၃လတပတ်စာအင်္ဂါသားသမီးချင်းပြီဆိုရင်အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့လိမ့်လေလှည့်ဖျားတာတွေခံရတဲ့ အလုံးမှာကြောင်တော့နိုင်ခံရတဲ့တည်းမိမိအလုပ်ကိုဘလောက်ပဲကြိုးစားကြိုးစားအကောင်းအထည်မခံရတာမျိုးတွေကျောင်းဝတ်တတ်တယ်နော်တန်မိုးကြီးသောပစ္စည်းများထွက်တတ်ပါလေမိစေပေါင်းတိတိရဲ့ကုညီမဆာမှုကြီးကဲသူတွေရဲ့ကုညီမဆာမှုတွေရရှိစေမဲ့တပတ်တာမှာပညာရေးနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါလေအင်္ဂိစာနဲ့ပတ်သက်ပြီးတော့စီစဉ်ဆောင်ရွက်တဲ့ကိစ္စလေးတွေမှာ အောင်မြင်စေပဲတပတ်တာလို့တွေ့ရပါတယ်ဆွေမျိုးသားချင်းစီမှကူညီမှုလေးရရှိစီမင်းဒါအပြင်ဆွေမျိုးသားချင်းစီကမထင်မှတ်တဲ့ဝေကြီးထောက်ပံ့မှုလေးရရှိစီမင်းလို့တွေ့ရပါတယ်အတိုက်ခိုက်တွေရှိနေတယ်သတိထားပါနော်မိမိကိုမနာလိုတဲ့သူတွေပေါ်နေတယ်မိမိကိုဘာပဲဖြစ်ဖြစ်တခုခုကြောက်ချမေနောက်လူယုံဒုက္ခပေးမေဒါလေးတွေ့ရတယ် ဒါလေးတွေကိုအထူးကယူဆိုင်စီခြင်းနဲ့နော်အချီအင်းနဲ့ပတ်သက်ပြီးတော့အလုံးကိုမျက်နှာတွေပွင့်လန်းစေမဲ့တပတ်တာလို့တွေ့ရပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အတွက်ဒီခရီးကိစ္စတွေအလုပ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေမှာပဲဖြစ်ပါလိမ့်ကျမအင်းရဲ့ပတ်သက်တဲ့စူးကျူးလုံးဝမတွေ့ရပါဘူးရှင်။ဒါပေမဲ့မိမိအိမ်ကအိမ်သားပေါ့နော်မိသားစုဝင်တယောက်ယောက်ကကျမအင်းချူချာလို့ နောက်ဆန်တင်းရတာဆေးဥစည်းကမ်းတွေတော့ပြရတာဝေးကုန်စီတာဒါလေးတော့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားနေနေပါတယ်သူပင်ပင်ထီထူးကံဆန်းခဲ့မယ်ဆိုရင်လေးတလုံးထီထူးကံဆန်းလို့ရပါတယ်ဝေးကြီးလက်လာပါတယ်ပွင့်လန်းရှင်လန်းလာမယ်တပတ်တာလို့တွေ့ရပါတယ်အာလုံးနဲ့ပတ်သက်ရင်ပူပန်စင်ရပါလေဆိုတော့ သူများကမိမိကိုနောင်ကျောဓာတ်နဲ့တူဆိုတဲ့ဇာတ်လေးအတိုင်းပဲဒီလိုမျိုးလေးတွေရှိနေတယ်အဲ့တော့ရှိနေတဲ့အခါမှာကိုယ့်ဘက်ကနေပြီးတော့မှဇာတ်ဆိုရင်လည်းမကြုံစင်နေနောက်တစ်ခုကတခုခုအလုံးလုံးပိုင်းနဲ့အလုံးပိုင်းနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲကိုလုံးတဲ့လုံးတဲ့တာကိုပဲလုံးမယ်အဲ့လိုမျိုးမဟုတ်ပဲနေတခုခုကိုကလုံးခဲ့ပြီးတော့မှစေတနာတွေပို့ပြီးတော့မှလုံးပေးလိုက်တဲ့အရာမျိုးဆိုရင်ခဏရှောင်ရမယ်နော်အဲ့တော့ဒီတစ်ပတ်မှာ အပူအလုပ်တွေမလုပ်တော့ဘူးအဲ့တော့မိမိလုံတဲ့လုံတဲ့တဲ့အရာလေးတွေလုပ်သွားမယ်ဆိုရင်အနေရကင်းနေပေါ့နော်ဒါကြောင့်မို့လို့ရင်ကသားသမီးချင်းမိတ်ဆွေတွေဒီတစ်ပတ်တာမှာကံအထောက်ပံ့ဖြစ်စီတဲ့ရည်ရာကောင်းလေးဆီမှာပြီးချင်ပါတယ်ရင်ကသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ရည်ရာကဇီဒီတစုကိုသွားပါဒါမှမဟုတ်လေအေးပြားဆိုရင်လည်းရပါတယ်လူဝမဲ့လူဝဲပစ္စည်းက လက်ဖိတ်ရည်ရေနောက်ပြီးတော့လောင်းမုံ၅ခုရေလောင်းမုံကသေးရေဆိုရင်၅ခုပေါ့နော်တကယ်လို့တချို့ကျတော့လည်းပဲလောင်းမုံအကြီးကြီးရှိတယ်အဲ့ဒါဆိုရင်တပတ်ကန်ဆိုရင်ရပါတယ်ယခုလူတန်းချင်းဖြင့်မိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လင်းသွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်10ရက်3လမှာ16ရက်3လတပတ်စာဗုဒ္ဓဟူသာသမိချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် ဗုဒ္ဓဘုရားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ထွန်လေးတောင်းပါခြင်းလင်းလက်ခြင်းဆိုတဲ့နမိတ်ကပ်ကိုရရှိစေပါれ။ဒါကြောင့်လောကီနဲ့ပတ်သက်ပြီးတော့ခွန်လန်းကောင်းများစွာပေါ်လာမှုရှိပါれ။ရောင်းဝယ်နဲ့ပတ်သက်ပြီးတော့ရောင်းရင်းဝယ်ရဖျားဖျားမှာခွန်လန်းစီပဲတပတ်တာလို့တွေ့ရပါれ။တမိုးကြီးသွန်ပစ္စည်းများဝင်လာမစေတတဲ့တဲ့ရရှိပိုင်ဆိုင်စီမဲ့တပတ်တာပါမိစေပေါင်းသည့်ရေကူညီခြင်း ဆောင်းလျှောက်ခြင်းဒါလေးရရှိစေမယ်လို့တွေ့ရပါတယ်။ပညာရည်နဲ့ပတ်သက်ပြီးတော့အထူးအခွင့်အလမ်းကောင်းလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။အင်္ဂိစနဲ့ပတ်သက်ရင်တော့နောက်ဆက်တင်းစရာစိတ်ရှုပ်စရာလေးတွေကြုံတွေ့နေရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းရဲ့ပတ်သက်ရင်တော့ဆွေမျိုးသားချင်းရဲ့အပူတွေကိုမိမိကလိုက်လံဖြည့်ရှင်းပေးရတတ်ပါတယ်။ရန်အတိုက်ခိုက်ရှိတယ်နော်သတိထားပါ အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေအကံကောင်းနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာသောအိမ်တော်ကြီးတစ်ခုလို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂယုစိုက်ပါ ဖြစ်တဲ့တဲ့ယောဂဝေဒနာဟာယုတ်တည်းဖြစ်စီတဲ့အန္တရာယ်လေးတစ်ခုအထူးသတိထားပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာလေးပဲလုပ်လို့မိမိသည်အပြိုင်အဆိုင်လေးတွေနဲ့လုပ်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါလိမ့်။ ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီထိုးကံဆက်ပြီဆိုရင်တော့ သုံးတလုံးထီထိုးကံဆက်လို့ရပါတယ်။ဝေကြီးလက်လာပါများရှင်လန်းပွင့်လန်းလာမဲ့တပတ်တာပါ။ဒုဗိမေရရှိရရှိတဲ့ဝေကြီးဟူတော့ကြန့်ကြာနေမယ်လို့တွေ့ရပါတယ်။ ဝေးကြီးကိစ္စလေးတွေပြောဆိုဖြစ်ရှင်းတဲ့အခါမှာအဆင်ပြေလွယ်ကူစေမယ်။ပူပန်စရာတွေအားလုံးချုံလို့ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ဒီတစ်ပတ်မှာ အလှူဒန်းလေးတွေနဲ့အလုပ်တွေရှုပ်နေတာမျိုးပီတိတွေဖြစ်နေတာမျိုးကြည်လူစရာကိစ္စရများပေါ်လာမှာပဲဖြစ်ပါတယ်။ဒီတော့ဗုဒ္ဓဟူသားသမီးချင်းပြည့်စုံတွေအတွက်ကံထောက်ခံဖြစ်စေတဲ့ယရိယာကောင်းလေးဆရာမပေးခြင်းပါတယ်။ ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရွက်တဲ့နဲ့ရေရရာသည်အတိတ်ထံထူးထူးခြားခြားလေးဝင်ပေးပါအဲ့တော့အတိတ်ထံထူးထူးခြားခြားဆိုတာတကယ်လို့လုံနိုင်ခိုင်းနေနေဆိုရင်ဒီတစ်ပတ်လုံးမှာအသားလူလေးစားပေးပါနောက်တစ်ခုကကြတော့နေ့စဉ်ပုံမှန်ပရိစိတ်ပေးပါပရိစိတ်တဲ့အခါမှာအရဟံတိတ်တိဆိုတာလေးကိုနေ့စဉ်ပုံမှန်၃ပတ်ပရိစိတ်ပေးခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိတည် ကိုလုံဆောင်အောင်မိကိစ္စရဲ့မှာအစဉ်ပြေလွဲကူချုံးဝေစွာလုံဆောင်နိုင်မည်လို့တွေ့ရပါတယ်ရှင်။မိလာပါရှင်စိတ်ရဲ့၃လမှာ16ရဲ့၃လတပတ်စာကြာသာပရိသားတပိချင်းမိဆိုရဲ့အလုတ်ကန်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ကြာသာပရိသားတပိချင်းမိဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းလေးတွေများစွာရရှိစေမယ့်တပတ်တာပါ။အလုတ်ကန်ဒီကောင်းနေမေကန်ဒီပွင့်နေမေပြုံးစုတဲ့အခါမှာလေပြုံးရေးဆိုရာကိစ္စရမြ အောင်မြင်စေဘက်တပတ်တာလို့တွေ့ရပါတယ်။တန်မိုးကြီးတို့ပြည်စီတော့ထွက်တတ်ပါတယ်။သို့ပေမဲ့ခဏပဲပြီးရင်ပြန်ပြီးတော့ဝင်လာမယ်လို့တွေ့ရပါတယ်။မိတ်ဆွေကအထူးကောင်းနေပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေရဲ့ဦးကြီးမဆောင်မှုနောက်ပြီးတော့ဝေးကြီးကိစ္စလေးရအစကိုပြောလိုက်ဆိုလိုက်ပြီဆိုရင်လွယ်လွယ်ကူကူထုတ်ပေးတာဒါလေးတွေ့ရပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ရင်အိမ်ပူခြင်းအိမ်ဆူခြင်းတို့တွေ့ရပါတယ်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ဆွေမျိုးထဲမှာအကျန့်မှန်ရေးမကောင်းတဲ့သတင်းတွေကြားမှာပဲဖြစ်ပါလေ။ရှင်အန်ဒီရေလုံးဝမရှိပါဘူးရှင်။ပညာရဲ့နဲ့ပတ်သက်တဲ့ကိစ္စရများအထူးအခွင့်အလမ်းကောင်းတွေရရှိစေမှာပဲဖြစ်ပါလေ။အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်နေလူကြီးလူငယ်ပေါ်နေမေးအဲ့တော့ချစ်သူကတဝင်းတူချင်းဒီတန်တရားရှိတာလေးတွေခံတပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာတော့အိမ်တော်ကြီးတခုလို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အဓိကတော့ခြေထောက်တွေကိုက်တာနောက်ဒူးတွေညောင်းညာနေတာဒါလေးတွေ့ရပါတယ်။အေးချမ်းချမ်းတော့မရှိသေးဘူး။အဲ့တော့တတိထားပဲချက်လက်ကလေးတွေကဘာလဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးတော့လုတ်ကင်နေအခါပြုတ်စုဆက်ဆံနေအခါမိမိကိုလိန်လေချင်းဖိပန်းချင်းနေခံတက်ပါလိအဲ့တော့ဒါလေးကိုတော့တတိထားပါဘာကြောင့်လဲဆိုတော့သူတို့ဘာကကိုကိုလိန်လေဖိပြားလိုက်တဲ့အခါမှာ မိမိကယုံကြည်မှုအားများသွားပြီဆိုရင်တင်းကျင်းတည်တဲ့ပူစီရနေပြီးတော့တခုခုပါတော့မေးဆိုတဲ့အရာလေးတွေ့ရတယ်။ဒါကြောင့်ဒါလေးကိုယူဆစေချင်တယ်နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒုပိမေထီတိုးကန်ဆန်းချင်တယ်ဆိုရင်တော့၈နဲ့၆နဲ့ပါတဲ့နံပါတ်လေးတွေကိုထီတိုးကန်ဆန်းပေးပါ။ဝေကြီးလက်လာပါများပေါ်လာလာပါလိမ့်မယ်အဲ့တော့ကန်နဲ့ရတာချင်းဟိုရဆရာရှိသောငွေကြီးများ ဝင်လာမဲ့အရာလေးတွေတွေ့ရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိစ္စတွေမိသားစုကိစ္စတွေကိုအရာရာရှိတန်းတင်နေရတာမျိုးတွေကြုံရတတ်ပါတယ်။ဒီတော့ဇာတာမိသားသမီးချင်းမိတ်ဆွေတွေတပတ်တာကံအထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးဆံမှပေးချင်ပါတယ်။ကြတာပြီးသားမိချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကအဓိကတော့ ရေတက်ဖြစ်စီတဲ့အတွက်ကြောင့်မလို့ဖျားမှာဒါမှမဟုတ်တန်ဃာတော်တွေသို့မဟုတ်သီလရှင်ဆရာလေးများကိုအချွေဒါနပြုခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမင်းတို့ရပါလေရှင်။မင်္ဂလာပါရှင်။စေရဲ့၃လမှာ၁၆ရဲ့၃လတပတ်စာတောက်ကြသားတပီချစ်ပိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါရဲ့ရှင်။တောက်ကြသားတပီချစ်ပိစု အလုံးနဲ့ပတ်သက်ပြီးတော့မိမိဒီနိုင်လိုမေးထက်ပြူတာကိုခံရတဲ့တည်းဒါကြောင့်သတိထားပါနော်တံမူးကြီးသောပစ္စည်းများလိမ့်လေခံတတ်ပါလေဒါလေးကိုအထူးကယူဆိုင်ပါမိစေပေါင်းတင်တဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာအာရုံနှောင့်စရာတစ်ခုပြီးတစ်ခုပေါ်လာမှာပဲဖြစ်ပါလေပညာရဲ့နဲ့ပတ်သက်ပြီးတော့ကံအားနည်းနေတယ်အဲ့တော့ပို့ပြီးတော့ကယူဆိုင်စီခြင်းနော်အိကိစ္စများအစီအပြေပါလိမ့်မယ်အိကိစ္စစီစဉ်တဲ့အခါမှာ စီစဉ်မှုအတိုင်းပဲပုံစံတရားနဲ့အဆင်ပြေသွားမယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းစီမှအကျဉ်းဉဏ်ကောင်းဝေကြီးထောက်ပံ့ကောင်းလေးရရှိစေမယ့်တပတ်တာပါ။စိုးရတဲ့ရန်အနေငယ်လုံးဝမရှိပါဘူးရှင်။အချိန်နဲ့ပတ်သက်ပြီးတော့ရွေးချယ်ရခက်ခဲတာမျိုးလေးကြုံတွေ့ရမှာပဲဖြစ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ လုတ်ကင်ခွန်းလန်းကောင်းနေပိတ်ဆို့နေတဲ့အတွက်ကြောင့်စိတ်ရှုပ်ရှားလေးကျွမ်းဝမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့စူးကျူးမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ့်တပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းနေပါတယ်။ထီထူးကံဆန်းပြီဆိုရင်တော့ငါးတလုံးထီထူးကံဆန်းလို့ရပါတယ်။ ဝင်လာသောငွေကြီးများမိမိရဲ့လက်ဝယ်ကိုမစွန့်မိတာမျိုးလေးဖြစ်တတ်တယ်။အဲ့တော့အလိုသုံးဆိုရင်တော့သုံးပါအပိုသုံးရမယ့်ကိစ္စရက်တွေကိုခဏလေးရက်တန်ထားပါနော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကိုချုပ်ငုံပြီးကြီးလိုက်တဲ့အခါမိမိသည်ကြီးကဲသူတွေအတွင်းနောက်ဆန်နေတင်းနေရတာမျိုးကြီးကဲတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးစိတ်ဖိစီးမှုများရတာမျိုးလေးကျောင်းရမှာပဲဖြစ်ပါတယ်။ဒီတော့တောက်ကြတာသမီးချင်းမိတ်ဆွေတွေအတွက် ကံထောက်ဖက်ဖြစ်စေတဲ့ယနေ့အကောင်းကြီးဆံမပေးချင်ပါသေး။တောက်ကြတာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ်တပတ်စာယနေ့ကတော့မိမိရဲ့အိမ်ဖျားမှာပဲဖြစ်ဖြစ်ဓမ္မမိုးရေးဇီးဒီတစုမှာပဲဖြစ်ဖြစ်နက်နက်တီးဆုံးကတ်လူချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမိန်းတို့တွေ့ရပါလေရှင်။မင်္ဂလာပါရှင်။ဆေးရဲ့၃လမှ၁၆ရဲ့၃လတပတ်စာ စနီသားသမီးချင်းမိဆွေများရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။စနီသားသမီးချင်းမိဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းများစွာရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်။ရောင်းရင်းဝေရဖျားဖျားနဲ့ပတ်သက်ပြီးတော့လေရောင်းပန်းဝေပန်းနေဝန်လန်းပါလိမ့်မယ်။စကားပြောဆိုတဲ့အခါမှာလေမိမိပြောဆိုတဲ့ကိစ္စရဲ့များပို့ပြီးတော့မှလူလီစားမှုခံရတာထင်ကြီးမှုခံရတာဒီလိုလေးတွေတွေ့ရပါတယ်။ တန်ဖိုးကြီးသောပစ္စည်းများဝင်လာမည်လို့တွေ့ရပါတယ်။မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ဒါပြင်ပညာရည်နဲ့ပတ်သက်တဲ့ကိစ္စ၊သင်တန်းကိစ္စလေးတွေအထူးကောင်းနေမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့လိမ့်လေးနှေပြားမှုတွေခံရတဲ့တယ်။အဲ့တော့အိမ်နဲ့ပတ်သက်ပြီးတော့လိမ့်လေးနှေပြားနေဆိုတာကအိမ်အယောင်းဝယ်ကိစ္စစကားပြောဆိုတာလားဒါမှမဟုတ်အိမ်ရှင်အိမ်ငါးကိစ္စလေးတွေမှာ စကားပြောရတာလားဒါမှမဟုတ်အိမ်ရမိသားစုနဲ့မိမိဟာဒီစကားပြောရတာလားပြဿနာဖြစ်တာလားဒီလိုလေးတွေကြုံရတဲ့ပါလေဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းတွေကြားရတဲ့ပါလေဆိုးရတဲ့ရန်အနေရလုံးဝလုံးဝမတွေ့ရပါဘူးရှင်အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာရမ်းပွင့်နေပါလိမ့်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အေးချမ်းတာယာပျော်ရွှင်ပေးတဲ့ဘက်တာပါ ျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးကျူးလုံးဝမရှိပါဘူးရှင်။ဤချင်းချင်းညီချင်းချင်းရောက်ရှိလာမယ့်တပတ်တာပါမိမိလှုပ်ဆောင်လိုက်တဲ့အရာလေးတွေဟာပါဠိပဲလှုပ်လိုက်လှုပ်လိုက်အကျိုးပြန်ရရှိစေခြင်းအကောင့်တွေပေါ်ခြင်းရည်ရွယ်ချက်စီထားတဲ့ကိစ္စလေးတွေမှာလည်းအောင်မြင်စေခြင်းဆိုတဲ့အရာလေးတွေ့ရပါတယ်။แกเนี่ยปะทะเย็นเนาะอาเนี่ยดีบาเลยเออญานอาเนี่ยกันอาเนี่ยมา ညံအားကပို့ပြီးတော့ခွေးထူးနေပါတယ်။ကံအားနေနေပါတယ်။အဲ့တော့မဖြစ်မနေထီထူးကန်ဆန်းခြင်းနဲ့ချင်းမိဆွေဆိုရင်တော့ခုနှစ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေးချိကိစ္စလေးတွေပြောဆိုရရမှာအဆင်ပြေနေပါလိမ့်မယ်။ရွေးကူနေပါလိမ့်မယ်။အောင်နေပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်။မိမိအနေနဲ့အမျိုးသမီးအကြီးအကဲများဤ ။ဦးညီမဆာဆောင်းရှောက်မှုတွေရရှိစေပါပဲဖြစ်ပါလေ။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့တပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးပြီးချင်ပါနဲ့။စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့ရည်ရာကဇီရီတဆူဆူသွားပါ နှင်းစီပန်လေးတွေဝင်နေအောင်လှူဒန်းခြင်းဖြင့်ဘယ်နှပွင့်မဆိုရပါလေဘာအယောင်မဆိုရပါလေအဲ့တော့နှင်းစီပန်လေးတွေဝင်နေအောင်လှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမေးလို့တွေ့ရပါတယ်ရှင်